ားလုံးမင်္ဂလာပါဗျာဖိုးဝါနေနီးမညာနေပြန်လဲကြိုဆိုပါမှာတော့ကျွန်တော်က Facebook ကောက်ကနေအဲ့ငွေရှာလို့ရပြီလားမရသေးဘူးလားဆိုတာလေးမရပြီမှာဖြစ်ပါတယ်အဲ့ကျွန်တော်ကျွန်တော်မိတ်ဆွေများကျွန်တော်လာမိတယ်ပေါ့နော်အဲ့ကျွန်တော်ရဲ့ Facebook ကောက်လေကျွန်တော် Facebook Pay တွေကအဲ့တော့ပတ်စံရှာလို့ရပြီလားမရသေးဘူးလားဆိုတာလေးကိုမိတ်ဆွေများမရပြီမှာဖြစ်ပါတယ်အရန်လွဲပါတယ်ဗျာအဲ့တော့ကျွန်တော်ထုံးစံနိုင်မယ်ကျွန်တော်ရဲ့ Facebook Pay တွေကိုဝင်လိုက်မယ်နော်အဲ့တော့တချို့ကလည်းဒီ Facebook account ကမှ profile ပြောင်းရတယ်ပေါ့နော် profile ပြောင်းတဲ့ account လည်းရပါတယ်တူတူပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့က ကျွန်တော် profile နဲ့သွားလိုက်မယ်ကျွန်တော် profile သွားလိုက်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ pay တွေကိုရောက်လာပါပြီဒါတော့အဲဒီဟာလေးကတော့ကျွန်တော် pay ပဲဖြစ်ပါတယ် okay အဲ့လိုရောက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ professional ဓာတ်မုတ်လေးရှိပါတယ်เนาะမှာ professional ဓာတ်မုတ်လေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျ okay အဲ့လိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အပေါ်အပေါ်ဘားလေးမှာရှိတယ်ဒီဒီဘက်လေးသွားပေးပါမယ်နော်ဒီဘက်လေးသွားပေးမှာဒီမှာ inside to contact to ဒီဘက်ဒီဘက်အဆုံးလေးကိုသွားပေးပါ ီဘက်ညာဘက်ဆုံးလေးမှာ monetization ဆိုတာပါပါတယ်ဗျအဲဒီမှာမဟုတ်နော် monetization အဲ့ဒါလေးကိုနှိမ့်လိုက်ပါဗျ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ကျွန်တော်ကြည့်ကြတဲ့နေရာလေးရောက်လာပါပြီအဲရောက်လာပြီဆိုလို့ရှိရင်အခုမှဒီနေရာလေးပေါ်လာပါပြီအဲ့တော့ဒီနေရာလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲကျွန်တော်တို့အခုလောဆယ်ကျွန်တော်တို့လောလောဆယ်အေးပေါ့နော်ဒီမှာဝင်ငွေရှာလို့ရတာဆိုတော့ကျွန်တော်ဒီမှာကြည့်မြင်နေရလေးရတော့အဓိကပေါ့နော်ကျွန်တော်တို့ကြည့်ရမှာလေးရတော့ contact မော်နီတာဆက်ရှင်ပဲဖြစ်ပါတယ်ဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်ကြည့်လိုက်ပါဒါဆက်အပ်ဆိုပြီးမပေါ်သေးပါဘူးအဆက်အပ်ဆိုပြီးပေါ်မှတန်လင်းဒါလေးကရှောက်လို့ရမှာပေါ့เนาะအဲ့တော့တကယ်ဒီလောလောဆယ်ရတော့မပေါ်သေးပါဘူး ဒါဆိုလို့ရှိရင်ရှောက်လို့မရသေးပါဘူးပေါ့နော်ရှောက်လို့မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလောလောဆယ်ဒီပုံမှာဒီမှာဒေါ်ဒီမှာဒေါ်လာလေးနဲ့ဒီမှာဒေါ်လာနဲ့စတားတော့မှာနော်စတားတော့ရှာလို့ရပြီစတားတော့ဒီမှာဒီမှာကျွန်တော်တို့ဒီမှာဝင်ပြီးတော့စတားတော့ရှာလို့ရပြီဒါမဲ့ကျွန်တော်ကစတားကကျွန်တော်တို့ကျွန်တော်တို့က celebrity လည်းမဟုတ်ဘူးဆိုတော့ကျွန်တော်ကစတားနေရဖို့လုံးဝမဖြစ်နိုင်ပါဘူး တော့ star အနေနဲ့ဘယ်သူမှငွေလာမပေးကြပါဘူး star တော့ကျွန်တော်တို့ sporting ပေးတဲ့လူတွေပေါ့နော်ဒါတော့ celebrity တွေနဲ့ကျွန်တော်တို့အနောက်တိုင်းရကျွန်တော်တွေအနုပညာရှင်တွေ celebrity တွေပဲရတာများပါတယ်အာကျွန်တော်တို့အဓိကကြည့်ရမှာကတော့ကျွန်တော်ကျွန်တော်ခုနခုန ပြောပြလဲဒီညလေးပဲဖြစ်ပါတယ် အဲဒီနာလေးပေါ့နော် content monetization မှာကျွန်တော်ကကျွန်တော်တို့ဗီဒီယိုတွေတင်ပြီးတော့ကျွန်တော်ဗီဒီယိုတင်ပြီးတော့ဝင်ငွေရမှာပေါ့နော်ဒီအောက်ကဒီအောက်ကဟာလည်းကျွန်တော်တို့ကဒီဟာအတူတူပဲပေါ့နော်ကျွန်တော်တို့ support နေပေးတဲ့လူတွေကပဲပေးမှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ share မှာတော့ဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်လေးနဲ့ set up ပေါ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအာကျွန်တော်တို့ဒီ monetization ဖြစ်ပေါ်မှာရှောက်လို့ရပါပြီရှောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုယ်နဲ့ရှောက်လို့မရပါဘူး service app မှာဖြစ်ပါတယ်အဲ့တော့ service ကောပြပပနေနဲ့ကွက်ကိုရှောက်လို့ရတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံနေပြီးကွက်ကိုရှောက်လို့မရပါဘူး service အဲ့မှာဖြစ်ပါတယ်ဒါကြောင့်မို့ရန်တမ်းပြီးရောမြန်မာဘန်နေနဲ့ရှောက်မချိတ်ပါနဲ့ကိုယ့်ရဲ့ channel တွေရှောက်မဖြစ်ပါနဲ့မို့အဲ့တော့မြန်မာဘန်နေမြန်မာ country တွေမြန်မာလိပ်စာတွေနဲ့ထိတ်လို့မရပါဘူးအဲ့တော့ပြပလိပ်စာတွေပဲရမှာဖြစ်ပါတယ်ဒါတော့ service အဲ့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများ service ပါလေအဲ့တော့ဟိုတော့ဘယ် app မှမသိဘူးဆိုလို့ရှိရင်ကျွန်တော်လာမေးလို့ရပါတယ်ဒါတော့ နားတော့ကျွန်တော်ရဲ့ Facebook Facebook page တွေပဲဖြစ်ပါတယ်ဒီမှာလည်း Facebook အကြောင်းလေးနေ YouTube အကြောင်းလေးနေဖုန်းလေးမြတ်အကြောင်းလေးတွေမှာလည်းတင်ပေးပါတယ်ဗျာ Okay အဲ့ဒါဆိုရှင် ကျွန်တော်တို့ကဒီလိုမျိုးပေါ့เนาะကျွန်တော်တို့ရဲ့ဒီ ဒီကျွန်တော်ခုနပြောလဲဆက်လေးပေါ့အောင်ဘယ်လိုလုပ်အောင်မလဲဘယ်လိုလုပ်အောင်မလဲဆိုလို့ရှိရင်တော့လွယ်ပါတယ်ကျွန်တော်တို့ခုကိုပိုင်ခွန်တက်တွေပဲတင်မယ်ကိုရင်ဗီဒီယိုတွေကိုရင်ခွန်တက်တွေကိုမှကိုပိုင်ပုံတွေပေါ့နော်ကိုပိုင်ပို့တွေကိုပိုင်စာတွေပဲတင်မယ်တခြားတွေလုံးဝ copy ကူးလို့မရပါဘူးတခြားတွေလုံးဝ copy မကူးပါနဲ့ကိုပိုင်ခွန်တက်တွေပဲတင်မယ် အဲ့တော့အရေးကြီးတာတစ်ခုကတော့ကျွန်တော်တို့က location ပဲဖြစ်ပါတယ်ဒီနေ့မှကျွန်တော် location ချိန်ကြီးမှာမြောက်ပေးမယ်เนาะအဓိကကကျွန်တော်တို့ကဒီကျွန်တော် country ကမြန်မာ country နဲ့ဆိုလို့ရှိရင်စမီပြပါဘူးကျွန်တော် Facebook account မှာလည်းအတူတူပဲ Facebook account မှာဆိုလို့ရှိရင်ね Facebook account မှာလည်း location ချိန်မယ်เนาะဟုတ်ပြီကျွန်တော်တို့ရဲ့ Facebook account မှာလည်းအခုလိုမျိုးတခြားပြပ location ချိန်ထားမှာဖြစ်တယ်လို့ကျွန်တော် Facebook ပြင်မှာလည်း location ချိန်ထားမှာဖြစ်ပါတယ်ဒါမှတန်နေဆက်ပြင်မှာပေါ့နော်ကျွန်တော်ကျွန်တော်မြန်မာနိုင်ငံ country နဲ့ဆက်ကမပေးပါဘူးအဲ့တော့ကျွန်တော်တွေအာဒီကိုယ့်ရဲ့ပေါ့နော်အာကျွန်တော်ပြန်ပြပေးမယ်ဒီမှာကိုယ့်ရဲ့ profile လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်တော့ setting ပေါ့နော်အဲ့တော့ setting privacy ရှိမယ်ဟောဒီမှာဟော sorry တော့ကျွန်တော်တို့မှာ setting primary ရှိမယ်ပြီးတော့ setting ရှိမယ်ပေါ့နော်အားလုံးဒီနေရာလောက်အလုံးသိမယ်ထင်ပါတယ်မှာ setting လေးရှိမယ် setting လေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဗာလေးရှာရမယ်ဆိုတော့ voting ဆိုတာရှာမယ်နော်အ voting တို့ဒီ search bar လေးမှာ vote v o အဲကျွန်တော် v o t vote ပေါ့နော်အဲ့တော့ကျွန်တော်တို့ vote ဆိုတာလေးရှာကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ voting reminder ဆိုပြီးတော့ဒီမှာလာပြလာပါတယ် အဲဒါလေးပဲဖြစ်ပါတယ်ဒါကကျွန်တော် location ဖြစ်ပါတယ်အဲဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ location ဆိုပြီးဒီမှာလာပြနေရယ်နော်ဒီမှာအဲဒီမှာကျွန်တော်တို့ရဲ့ location အဲ့ location မှာကျွန်တော်တို့ချိန်ထားတဲ့ VPN ပေါ့နော် VPN VPN မှာပါချိန်ထားတဲ့ VPN စင်ကာပူဆိုစင်ကာပူ VPN Thailand ဆို Thailand ပေါ့နော်ကျွန်တော်လောဆယ်ဒီမှာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်အဲနှိပ်လိုက်ပြီးတော့လောလောဆယ်ကျွန်တော်ဒီမှာချိန်ထားတာတော့ကျွန်တော် VPN ကိုလည်း Thailand ထားတယ်ဒီမှာ ဒီမှာလည်း Thailand ဆိုပြီးကျွန်တော်ရွေးရွေးထားပါတယ်အခုမိတ်ဆွေများအလို့ရွေးထားပါအဲ့လိုရွေးရလွယ်ပါတယ်မိတ်ဆွေများ Thai ဆိုရင် Thai ဒီမှာပေါ့နော် Singapore ဆိုရင် Singapore SNG အစားပြီးဒီမှာတော့ Singapore ဆို Singapore အဲ့လိုမျိုးမှအများကြီးပဲဒီထက်မှကျင်းနေတဲ့တော့တစ်ခုရွေးထားပါကိုက UK ဆိုပဲ UK ပေါ့နော်အဲ့တော့ကျွန်တော် Thailand ဆိုတော့ THAI အာကျွန်တော်လောဆယ် Thai Thailand နဲ့ခဏယူထားတယ်အဲ့တော့ Thailand လည်းအများကြီးပဲအများကြီးရှိနေတဲ့မှာကျွန်တော်အနည်းအနည်းဆုံးတော့တစ်ခုပေါ့နော်အဲကျွန်တော်ယူထားပါတယ် အဲ့တော့ကျွန်တော်ဒီကောင်လေးအောက်ဆုံးကောင်လေးကိုကျွန်တော်တစ်ချက်ယူထားတယ်ဒီကောင်လေးကျွန်တော်ယူထားတယ်ဘယ်ပဲယူရေးပေါ့နော်အဲနီးစပ်ဆုံးပေါ့အဲဒါဆိုရင်ကျွန်တော်ယူတဲ့ဟာလေးကဒီမှာရှောက်သွားတယ်ပေါ့နော်ဒီမှာဒီမှာရောက်သွားတယ်โอเคဒီမှာလည်းရောက်သွားတယ်ပေါ့နော်โอเคအဲ့လိုမျိုးလေးချိန်ထားမှာဖြစ်ပါတယ် Facebook account မှာလည်းချိန်ထားမယ်နော် account မှာလည်းချိန်ထားမယ် page မှာလည်းချိန်ထားမယ်နော်ဒီရာနှစ်ခုလုံးချိန်ဖို့လိုတယ်ပြီးလို့ရှိရင် VPN လည်းထိုင်လံမဲ့ထားမယ်အဲကျွန်တော်တို့ရဲ့ phone ရဲ့ phone မှာ region ဝင်ပါတယ် ဖုန်း region မှာပါလို့ရှိရင်ကျွန်တော်ဖုန်း region မှာလည်းထိုင်လန်မဲ့ရွေးပေးထားမယ်เนาะဒါဆိုရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ location ကိုလည်းဒီမှာရှိတဲ့ location လေးကိုလည်းပိတ်ထားမယ်เนาะဒီမှာရှိတဲ့ location ဒီမှာเนาะအဲဒီရလေးကိုလည်း ဖွင့်ဝင်ထားတဲ့ပိတ်ထားမယ်နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအအဆင်ပြေပို့ပြီးအဆင်ပြေတာပေါ့ဗျာโอเคဒါဆိုဒီလောက်ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်နော်ကိုယ့်ရဲ့ Facebook account Facebook page ကပတ်သက်ရှာလို့ရပြီလားမရသေးလို့ဆိုအားလုံးသိရှိသွားပြီထင်ပါတယ်အဲ့တော့ message မှာလည်းသိရှိလိုတာလေးလေးအဆင်ပြေပြတာလေးလေးမေးခဲ့ပါနော်ကျွန်တော် comment နဲ့မေးခဲ့ပါကျွန်တော်အခုလိုပဲ video လေးလုပ်ပြီး reply လေးပြန်ပေးပါတယ်အဲ့တော့ကျွန်တော်တို့တခါတည်းပြောလို့ဆိုတခါတည်းပြောပြပေးပါရယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီးအားပေးကြပါအောင်ဗျနောက်ပြီးတော့မှဆက်လက်တွေ့ပါအောင်မယ် bye bye